လေးများအတွက်အထွေထွေ channel ကနေပြီးတော့မှကြိုးဆိုပါရစေ။အရင်ကတင်ဆက်ပေးနေကြကလေးကျမ်းမာရေးဗဟုသုတဗီဒီယိုတွေအတွက်ဆရာမအားလက်ဖြစ်နေတာကြောင့်အခုအတော်တွင် ကလေးတွေအတွက်စိတ်ကူးစိတ်တန်းကျဲဝါစေဖို့စာနာမှုကျင့်ဝတ်တတိတ္တစာယူသားမှုတွေတိတက်တိုးပွားစေဖို့မြန်မာအပါအဝင်နိုင်ငံတကာရင်ကျေးမှုရိုးရာတလေများသိရှိစေဖို့စိန်ခေါ်မှု ပြဿနာတွေကို ဖြေရှင်းနိုင်စွာတိုးတက်စေဖို့ကလေးပုံမြင်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ ုံမြင့်ရဲ့ခေါင်းစဉ်ကတော့ညီနောင်၄ဦးနဲ့ဒူဇန်သော အတတ်ပညာတွေဖြစ်ပါတယ်။ဒါဆိုရင်ပုံမြင့်အစီအစဉ်လေးကိုစားလိုက်ပါမယ်။တခါတော့ငါသူစင်းရဲ့တူမှာသား၄ယောက်ရှိပါတယ်။အဲဒီနေ့မှာသူသား၄ယောက်လုံးကိုခေါ်ပြီးတော့သားတို့အဖေမှာပစ္စည်းဥစ္စာပေးစရာအမွေမရှိတာကြောင့်အတတ်ပညာတစ်ခုခုကိုသာတက်မြောက်အောင်သင်အဲ့ဒီတက်ပညာကိုတက်ဖက်ကန်းတက်ရင်တစ်ချိန်ချင်းကိုယ့်အတွက်အကျိုးဖြစ်မယ်လို့သုံးမစကားပြောခဲ့တယ် ဒီလိုနဲ့နောင်နေကြရောညီကို၄ယောက်ကအထုပ်ကိုစီထမ်းပြီးပညာသင်ဖို့သွားကြတယ်။လန်ကုလက်မှာတယောက်တလန်းစီသွားမှာဖြစ်ပြီးတော့အကိုကြီးကတော့၄နှစ်ကြာရင်ဒီနေရာမှာပဲပြန်ဆောင်ကြမယ်လို့ပြောခဲ့တယ်။အဲ့ဒီလိုနဲ့ကိုလန်းကိုလျှောက်ခဲ့ပြီးအကိုကြီးကတော့လူတယောက်နဲ့တွေ့ပါတယ်။အကျိုးအကြောင်းစကားသမီးပြောကြရင်လည်းအဲ့ဒီလူကသူဟာခိုးယူခြင်းအတက်မှာတပတ်ကန်းခတ်ကျွမ်းတဲ့အတွက်သူ့ကိုတင်ပေးမယ်လို့ပြောပေမဲ့အကိုကြီးကရိုးသားတဲ့အတက်ပညာကိုပဲတင်ခြင်းကြောင်းပြောပြပါတယ်။ ဲ့ဒီသူကလည်းခိုးယူခြင်းဆိုဒီမှာဘယ်သူမှမယူနိုင်တဲ့အရာကိုအရာယူတတ်အောင်တင်ပေးမယ်လို့ပြောပါတယ်။အကိုကြီးကလည်းသဘောကျသွားပြီးတော့တင်ယူခဲ့တာမကြခင်မှာအဲ့ဒီအတတ်ပညာကိုတပ်ဖက်ကန်ကျွမ်းကျင်ခဲ့ပါတယ်။အကိုလက်ကလည်းလူတယောက်နဲ့တွေ့ပြီးအချိုးချောင်းပြောပြတယ်။အဲ့ဒီသူကနက်ခတ်ပညာရှင်တယောက်ဖြစ်ပြီးကျေတာယာတွေကြည့်ပြီးတော့အလုံးစုံသောလှုပ်ဝက်ချက်တွေကိုသိနိုင်တယ်လို့ပြောတယ်။ဒီလိုနဲ့အကိုလက်လည်းပညာတွေဆုံးခန်းနိုင်အောင်တင်ယူပြီးတဲ့အခါမှာ သူ့ကိုနက်ခတ်တရားကြည့်တဲ့မှန်ပြောင်းတစ်ခုပေးခဲ့ပြီးအဆိုပါမှန်ပြောင်းဟာကောင်းကင်မြေပြင်မှာဖြစ်သမျှအရာတွေကိုမြင်နိုင်မယ်လို့ပြောခဲ့တယ်။အကိုလေးကတော့မိုးစိုးတူးနဲ့တွေ့သွားပြီးတော့လေးအတက်တင်ယူခဲ့ပါတယ်။ပညာတင်ပြီးတဲ့အခါမိုးစိုးကသူ့ကိုလေးတလက်ပေးပြီးအဲ့ဒီလေးကပြစ်လိုက်တဲ့ပြစ်မှတ်ကိုတဲတဲမဲမဲရောက်တယ်လို့ပြောပါတယ်။ညီငယ်မှာတော့အချုပ်ပညာကိုသင်ခဲ့ပါတယ်။အဲ့ဒီအချုပ်အတက်ပညာကနူးညံ့တဲ့ပိုးမွေးထည်ကစားလို့တံမဏိတွေအထိကိုချုပ်နိုင်ပါတယ် အချုပ်တဲ့အခါမှာလဲချိုးရိုးမမြင်ရတဲ့ပညာမျိုးဖြစ်တယ်ဒီလိုနဲ့လင်းနစ်ကာလာကုံလာခဲ့ပြီး အဖေဖြစ်သူစီကို ပြန်လာပြီးတော့သူတို့တက်ခဲ့တဲ့ပညာတွေပြောပါတယ်အဲနောက်နေ့အဖေဖြစ်သူကသစ်ပင်ပေါ်ကငှက်တိုက်ထဲမှာဥပနဲ့လုံးရှိလေလို့မေးတဲ့အခါမှာ အကိုလက်ကသူ့ပညာနဲ့ငါးလုံးလို့ဖြေနိုင်ပါတယ်အဖေဖြစ်သူကငှက်မှမတိဘဲနဲ့ဥယူခိုင်းတဲ့အခါမှာအကိုကြီးဖြစ်သူကယူပေးပြီးတော့ အဖေဖြစ်သူကဥကိုထချမ်းဖြတ်ခိုင်းတော့အကိုလေးကလေးနဲ့နှစ်ချမ်းချမ်းလာပြီးရဲ့နောက်ငကိုမူလအတိုင်းဖြစ်စီဖို့ညီငယ်ဖြစ်သူကပြန်ချုပ်တဲ့ပညာနဲ့စမ်းမှာဒီလိုနဲ့ရန်အနေငယ်ကြတော့အဲ့ဒီဥတွေကနေငှက်ကလေးတွေပေါက်လာပြီးတော့ဘာတစုံတရာမှထိခိုက်ခြင်းမရှိတဲ့အတွက်အဖေဖြစ်သူကကျေနပ်နေပါတယ်အဲ့ဒီနေ့မှာဘယင်းရဲ့မင်းသမီးလေးကိုနဂါးတကောင်ဖမ်းခေါ်သွားကြတဲ့အတွက်မင်းသမီးနဲ့ထိမ်းမြားပေးမယ်လို့ထုတ်ပြန်လိုက်တယ်အညီကိုလေးယောက်ကလည်းတိုင်ပင်ပြီးတော့ကဲတင်မှုဆုံးဖြတ်လိုက်တယ် အကိုလက်ကမှန်ပြောင်းနေကြိလိုက်တဲ့အချိန်မှာပင်လေတစ်ဖက်မှာမင်းသမီးကိုတွေ့တယ်။အဲဒါကြောင့်ဘီရင်ကြီးစီကလေတစည်းတောင်းပြီးတော့ပင်လေကိုဖျက်ချော်ခဲ့ရတယ်။ကိုရောက်တဲ့အချိန်မှာနဂါးကမင်းသမီးပေါင်ပေါ်မှာအိတ်ဆက်နေတယ်။အကိုကြီးဖြစ်သူက သူ့ပညာနဲ့ယူလိုက်ပြီးသူ့တို့အတိုင်းပြည်စီကိုသွားခဲ့တယ်။နဂါးနိုးလာတော့သူတို့ကိုမီးနယ်တိုက်တယ်။အကိုလက်ကမြားနဲ့ပြစ်ပြီးနဂါးကိုအနာယူလိုက်တယ်။ဒါပေမဲ့နဂါးရဲ့ကိုယ်လေးချိန်ကြောင့်ပင်လေလိုင်းတွေထလာပြီးခလေကတစစီဖြစ်သွားတယ်။ ညီငယ်ကသူ့ပညာနဲ့လေကိုပြန်ချုပ်ပေးပြီးတော့လေလေးအကောင်းတိုင်းပြန်ဖြစ်သွားတယ်။အဲဒီလိုခီးစက်ခဲ့ကြရင်လည်းဘီရင်ကြီးစီကိုပြန်ရောက်ခဲ့တယ်။အဲဒီအချိန်ညီကိုတွေကမင်းသမီးကိုဘယ်သူရားတင်လဲဆိုပြီးတော့အငင်းပွားနေကြတာပေါ့။ဘီရင်ကြီးလည်းမင်းသမီးနဲ့မထိန်များပြီးတော့ပဲသူတို့ကိုနေမြေလေးခုခွဲပေးလိုက်တယ်။ညီကို၄ယောက်ကလည်းသဘောတူလိုက်ပြီးတော့သူတို့ရဲ့ဖခင်ကိုကောင်းမွန်စွာစောင့်ရှောင်းရင်အသက်သက်ဆုံးချမ်းသာစွာနေနိုင်သွားတာပေါ့ကွယ်။ဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးခဲ့တဲ့ပုံပြင်လေးကတော့ဒီလောက်ပါပဲ။ နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းအရာလေးတွေကြည့်ရှုချင်တော့ channel လေးကို subscribe လုပ်ပေးခဲ့ကြပါအောင်လို့ပြောရင်းနဲ့ဒီနေ့အစီအစဉ်လေးကိုကျန်းလာလိုက်ရပါတယ်ခင်ဗျာ။